မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့မွန်ပြည်နယ်မှုတုံမြို့ရွှင်ကျော်ဆရာကြီးအဖဆရာကြီးဦးသိန်းစောထွန်းဤသားတပည်ရွှင်ကျော်ဆရာဦးကိုကိုဆန်းမန္တလေးမြို့ကဖြစ်ပါရခင်ဗျာကျွန်တော်ဒီနေ့အဲကျွန်တော်ရဲ့သားတပည်ဆရာရွှေပြည်ဟိန်းဆရာမတန်တန်းဆိုမိသားစုမှာလှူဒန်းတော့ဒီဒါနာပွဲများအတွင်ကျွန်တော်ပွဲငါပွဲအပြည့်စုံပြင်ဆင်ရကျွန်တော်စေးကြောနေခြင်းဖြစ်ပါရခင်ဗျာအဲကျွန်တော်ဝေးမြကျင်တာလေးတစ်ခုကတော့ကျွန်တော်တို့ တပိ6မျိုးရှိတဲ့ထဲကတပည့်ပေါ့နော်တပည့်တွေမဖြစ်အောင်ကျွန်တော်အနေနဲ့အနေငယ်လေးဘုဟုတုတဝေမြပေးခြင်းဖြစ်ပါတယ်ဆရာပြလို့ရှင်မဟုတ်ပါဆရာကြီးများကြော်သွားနိုင်ပါတယ်ခင်ဗျာကျွန်တော်တို့မိမိတို့ဒီပညာခံယူပြီးဒီနောက်မိမိတို့ပညာခံယူလိုက်တော့ဆရာတင်လိုက်တော့ဒီဆရာကြီးရဲ့အတိအလိမ္မာဉာဏ်ပညာအကျင့်သီလစရဏနဲ့တကွာ ဤပညာရက်တွေကို အခြေခံပြီးတော့လေလာသုံးသပ်ပြီးမှပညာခံယူခဲ့ပြီးသည့်နောက်မိမိတို့သည်ထိုပုဂ္ဂိုလ်ထိုဆရာဤအကျင့်သီလစရဏကို မလိုက်နိုင်သည့်အတွက်ကြောင့်ထိုဆရာချပေးသောလမ်းညွန်ချက်တွေ guideline တွေကိုမိမိတို့မလိုက်နိုင်တာနဲ့ပဲ့ထွက်သွားသောတပိမြာမဖြစ်အောင်ကြိုးစားကြပါခမညာ ိုဆရာကြီးရဲ့အကျင့်သီလဆန္ဒကိုမှီဖို့အတင်းကာရောလိုက်ရမယ်လို့မဆိုလိုပါဘူးထိုပုဂ္ဂိုလ်ဤအကျင့်သီလဆန္ဒနဲ့တကားပညာရက်တွေကို လေ့လာတဲ့နေရာမှာလိုက်နာကျင့်သုံးတဲ့နေရာမှာမိမိတို့သည် ထိုပုဂ္ဂိုလ်လုံးသည့်အတိုင်းထိုဆရာပြုလုပ်သည့်အတိုင်းတသဝေမတိန်လိုက်နာဖို့ရလို့တလို့မလိုက်နာနိုင်ရင်လဲငါတို့လိုက်နာနိုင်အောင်ဘယ်လိုကြိုးစားမလဲဘယ်လိုကြိုးစားရမလဲ ဘယ်လိုစူးစမ်းရင်ဖြစ်နိုင်မလဲဆိုတော့အတွေးနဲ့မိမိတို့ဒီစူးစမ်းဖို့ကိုတွေးတော့တင်ပါတယ်ထိုဆရာရဲ့အသည့်လေးမှာဉာဏ်ပညာကိုမှတ်မိနိုင်တာနဲ့ထိုပုဂ္ဂိုလ်ရဲ့လမ်းညွန်ချက်တွေကို မလိုက်နိုင်တာနဲ့ပဲ့ထွက်သွားတော့တပိများမဖြစ်ကြဖို့ကျွန်တော်အနေနဲ့ဝိမျှပေးခြင်းဖြစ်ပါတယ်ခင်ဗျာအဖေကြီးဥမြခင်ရဲ့အတန်တော်မင်းကွန်းထဲကလောင်းလေကြီးနှစ်စင်းဆိုသည့်အတန်ငွေထဲမှာပါတဲ့ပဲ့မပါ ဥမပါရီလီယိုဆိုပြီးတော့လှော်ခတ်သွားတဲ့လူအများကြီးနဲ့လှော်ခတ်သွားတဲ့ပဲ့မပါဥမပါတဲ့လှေကြီးနောက်ကိုမလိုက်ကြဘူးရာနဲ့ပဲ့ကလည်းပါတယ်ဥကလည်းပါတယ်မျက်လုံးမျက်တောင်နဲ့လှလှပပကြော်ရှင်းနေတဲ့အဲ့ဒီလောင်းလေကြီးပေါ်မှာကျွန်တော်တို့တွေလိုက်ပါနိုင်အောင်စူးစမ်းရမှာဖြစ်ပါတယ်အဲ့ဒီတပိလိုပဲ သုံးလုံးတင်ပါတယ်တပည့်တပည့်လို့ခေါ်တဲ့ဆရာတွေဟာဆရာနဲ့တပည့်ပဲ့ထွက်သွားတာများပါတယ်ခင်ဗျာ